အဲချစ်ပေမဲ့မကြိုက်ဘူးဆိုတာရှိရဲ့တဲ့ပြီးတော့အာမချစ်ပေမဲ့ကြိုက်တယ်ဆိုတာလည်းရှိရဲ့တဲ့အဲ့ဒါကိုလင်ကအာဘယ်မှာနားလဲသွားလဲဆိုလို့ရှိရင် peer counseling တက်မှာပေါ့နော်အာလင်ရဲ့ teacher Mary ကသူတွေမှာချစ်ပေမဲ့မကြိုက်ဘူးဆိုတာလည်းတစ်ပြိုင်တည်းမှာရှိတတ်တယ်ဆိုတဲ့အခါမှာလင် awakening ဖြစ်သွားခဲ့ရပေါ့နော်အဲ့ဒီဟာကဘလို့ဥပမာလေးနဲ့ဆိုလို့ရှိရင် ကိုကိုကိုနဲ့ပဲဥပမာပေးလိုက်မယ်ပေါ့နော်။ဒင်းကနေအရင်တော့ဆိုလို့ရှိရင်ဒင်း crash တွေများတယ်။အာနောက်ပြီးကြလို့ရှိရင်ကို flick လုပ်တဲ့အာလူတွေအရန်များခဲ့ရပေါ့နော်။အဲ့ဒီ connection တွေတော်တော်များများကိုလင်းပြန်ပြီးတော့အသေးစိတ်ဆန်းဆဲလိုက်တဲ့အချိန်မှာလင်းများတော့အဖြစ် အာမချစ်ပေမဲ့ကြိုက်တာတော့များတယ်။ဘာကြောင့်ကြိုက်တာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့လိုအပ်မှုကြောင့်ပေါ့နော်။ needness ကြောင့်ကြိုက်တာမျိုးပေါ့နော်။ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုနဲ့အဲ့ဒီလူတွေနဲ့က career တူနေတတ်တယ်။လက်ရှိ career မဟုတ်လက်ရှိလင်းလုံနေတဲ့ vlogger တို့ influencer တွေပဲကမဟုတ်ပဲနဲ့အဲဒီလင်းရဲ့ career number တူနေတယ်။အဲ့မှာအောင်မြင်မှုတစ်ခုအထိရနေတဲ့လူတွေလည်းဖြစ်တတ်တယ်။ရုပ်ချော်တဲ့လူတွေလည်းဖြစ်တတ်တယ်။ ခါကြီးကြရင်အလင်းတို့မိန်ကလေးတွေရရှိတတ်တယ်လေကိုထက်ရာသူကြီးရဲ့လူတို့ကိုသူတို့အထင်ကြီးလို့သဘောကျတတ်တာလေးရှိတတ်တယ်အဲ့တော့လင်းလဲအဲ့လိုအခြေအနေမျိုးရှိခဲ့ရပေါ့နော်အဲ့တော့အပြန်ဆန်းစစ်ကြည့်လိုက်အဲ့ဒီလူတွေကိုလင်းကမချစ်ဘူးကြိုက်ုံတတ်တတ်ပဲရှိရပြောမယ်ဆိုလို့ရှိရင်အလင်းအတန်းဆယ်လောက်မှာဒါလင်းဆက်ဆက်ချင်းသွားရတဲ့ career ကကြတော့များသောအားဖြင့်ကတင်ပေးမဲ့လူရှိမှရမယ့် career အမျိုးအစားဖြစ်နေတဲ့ခါကြတော့လင်းနေနဲ့ကို ို့တင်ပေးမဲ့လူတရားရောက်သူအရန်လိုချင်ခဲ့အာပြောမယ်ဆိုလို့ရှိရင် issue တက်တယ် error ဖြစ်တယ်ဆိုလို့ရှိရင်တခုခုဆိုလို့ရှိရင်အာကိုမရှင်းနိုင်မှာကြောက်တယ်ပေါ့နော်အဲ့လိုချိန်မျိုးမှာဆိုရှင်ကိုနဲ့ career တူတဲ့လူတယောက်တော်တဲ့လူတယောက်ကိုအာရှင်းစာဖြစ်တော်ခြင်းနဲ့ပေါ့ဒါမှလည်းမေးလို့ရမယ်ပေါ့နော်အဲ့လိုမျိုးအဲစိတ်ရှိခဲ့ပွဲပေါ့အယူအဆမျိုးရှိခဲ့အဲ့ဒါကအာဘယ်ပေါ်မှမတည်လဲဆိုရှင် neediness ပေါ့နော်အာလိုအပ်မှုကနေချစ်တဲ့ချစ် performance love ပေါ့နော်အဲ့ဒီပေါ်ကနေပြီးတော့သွားတာပေါ့နော်အဲ့တော့အဲ့ဒါကိုစိတ်မ ိုင်းဆိုင်ရာအရာဆိုလို့ရှိရင်ကြိုက်တယ်မချစ်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတတ်တာပေါ့နော်။ဒါ conditional love ဆိုတဲ့အမျိုးအစားတွေမှာပါခဲ့တယ်။အဲ့တော့ Lin တကယ်တကယ်ပေါ့နော်။အဲ့မှာသဘောပေါက်သွားတာလေးတခုကအဲ့ဒီအချစ်ကကြတော့တရှိခံလားဆိုရင်တော့မခံဘူး။ဘာလဲဆိုတော့အဲ့ဒီလူကကိုယ့်ကိုမကူညီတော့တာပဲဖြစ်ဖြစ်အာဒါမဟုတ်ခဲ့လို့ရှိရင်သူက အာ another တယောက်ယောက်ကိုစိတ်ဝင်စားသွားတာပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိရင်စိတ်ပြတ်တာမြန်သွားတတ်တယ်ဒါမှမဟုတ်ကိုယ်မကြိုက်တဲ့အကျင့်တခုခုဆေးလေးတောက်တာရက်တောက်တာတခုခုရှိခဲ့ရဆိုလို့ရှိရင်လည်းမအဲ့လူနဲ့မတွဲကျင်တော့တာအာများွားရပေါ့နော်အဲ့လိုမျိုးလေးဖြစ်ဖူးတယ်နောက်တစ်ခုကကြတော့တကယ်ဇက်လိုက်ပေါ့နော်ချစ်တယ် ဒါပေမဲ့မကြိုက်ဘူးအဲအဲ့ဒါကြတော့အာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပေါ့နော်နင်းမကအဲ့လိုလူမျိုးကြုံပါတယ်အာဘယ်လိုလဲဆိုလို့ရှိရင် तू ကကြတော့ကိုယ်နဲ့ career မတူဘူးနေဘယ်မတူတဲ့လူဖြစ်တဲ့ ဖြစ်တတ်တယ်တချို့ဆိုလို့ရှိရင်အာ EX တွေပါယူဆိုရှင်လှချလို့မရဘူးလှချရရအရန်ကိုခက်ခဲတယ်ပေါ့နော်အဲသူကတော့ခြားတယောက်နဲ့တော့တွေ့သားပြီးဒါမဲ့ကိုယ်အနေနဲ့ခုချိန်ဒီမိုးအောင်မလုံနိုင်သေးဘူးဘာညာဖြစ်နေလို့အပြတ်နေရလူတွေစိတ်ပြတ်နေရလူတွေရှိတတ်တယ်အဲ့ဒါကတခါဆိုရင်ခြားဆိုရှင်ကိုယ်အနေနဲ့အဲ့ဒီလူကိုကိုကချစ်တယ်ဒါမဲ့သူတော့နေအပြူမှုဖြစ်တယ်အာ ဖောက်ပြန်သွားတာတို့ရှုပ်ပွေသွားတာတို့ third party ဝင်သွားတာတို့နောက်အာဒါမဟုတ်ခဲ့လို့ရှိရင်စီးလေးတောက်တာတို့အရက်တောက်တာတို့ဒါမျိုးကိုဆိုလို့ရှိရင်မကြိုက်တာမျိုးရှိတတ်တယ်အာကိုချစ်တော့ချစ်တယ်ဒါပေမဲ့အဲ့ဒီဟာကလက်ခံလို့မရဘူးမကြိုက်ဘူးဆိုရင်အနေထားမျိုးရှိတတ်တယ်ပေါ့နော် so အဲ့လိုအနေထားမျိုးမှာတော့လင်းနေနေကြံပြရမယ်ဆိုလို့ရှိရင်တော့စစ်တာကိုရက်လိုက်စေရတော့မလို့ လူတယောက်ကိုလောလောလတ်လတ်တော့ကိုချစ်လို့ရတယ်ဘာလို့လဲဆိုတော့လင်းတို့ကချစ်တာကိုရက်လိုက်တယ်ရက်လိုက်တယ်ဆိုတာပေါ့မချစ်ဘူးဆိုပြီးကိုကိုကိုစိတ်ကိုကိုလဲစားလိုက်လို့ရှင်မတိစိတ်ကနေပြီးပြန်ပြီးတော့ကြိုးကင်သွားတတ်တယ်ပေါ့နော်ဘယ်လိုမျိုးကြိုးကင်သွားတတ်လဲဆိုလို့ရှင်ကိုမချစ်တဲ့လူတယောက်ရောက်ကိုဆောင်းနာလိုမျိုးပေါ့ကို မချစ်ပြီးမကြိုက်တယ်ဆိုတဲ့လူတွေကိုသွားတွဲပြီးတော့အဲ့ဒီလူတွေ ਨੇ trauma တွေအများကြီးချသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ချစ်တာချစ်လို့ရတယ်ဒါပေမဲ့တခုတော့ရှိစီးမကြော်နဲ့ဖောင်မကြော်ပါနဲ့အာဘာလို့လဲဆိုတော့ boundary တားရမယ်ပေါ့နော်တစ်ဖက်လူက carry ထားပါတော့စီးလေးအရက်တောက်နေရလောက်ဆိုလို့ရှိရင်ကိုပြောကြည့်လို့မရအောင်ဆိုလို့ရှိရင်တော့နင်စီးလေးရက်တောက်တာဒီငါရှိမှတောက်လို့ရှိရင်အဆင်မပြေဘူးဆိုရဲ respect ပေါ့နော် boundary မျိုးစားမျိုးလေးထားပေးရရတယ်နေ့ဟာနေကြိုက်တဲ့နေရာမှာတောက်လို့ရရဲဆိုတာမျိုးလေးပြောလို့ရရတယ်ပေါ့နော်သူနဲ့ကိုယ်နဲ့ပြန်လဲညှိနှိုင်းမှုမျိုးပေါ့လူတွေကို control ော့လုပ်လို့မရဘူးပေါ့နော်အဲ့တော့အကယ်၍များဒီခေတ်မှာကျတော့ဟိုရှုပ်တာပွေရာတို့အခြားတယောက်နဲ့တွဲသွားတာတို့ဖြစ်နေတာမျိုးကြီးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကိုယ်အနေနဲ့ချစ်ပေမဲ့ချစ်တာအဝေးကနေရောချစ်လို့ရတယ်ဒါပေမဲ့ boundary လေးတားပြီးပေါ့နော်အာသူနဲ့ကိုယ်နဲ့အဲ ဆက်ဆံရတဲ့ချင်းဒီမျိုးစကားပြောရတဲ့ချင်းဒီမျိုးမှာတငယ်ချင်းလိုမျိုးပဲစကားပြောပေါ့နော်ဘယ်လိုဖောင်သူလေးတားရမလဲဆိုရှင်အခေါ်ဝါကရည်စားအခေါ်ဝါမဖြစ်ရရဲ့နောက်အာစကားပြောတာကလည်းဖောင်တစ်ခုတားပြီးပြောရမျိုးရရဲ့ sexual ဆက်ဆံတာမျိုးမရှိရင်အဆင်ပြေရဲ့အာနောက်တစ်ခုကအာစကားပြောလို့ရရဲ့ဒါပေမဲ့လက်ဆောင်ပေးလို့ရရဲ့လက်ဆောင်ပေးရစကားပြောတာဒီများသောအဖြစ်ငါ့ကိုကြိုက်ပါစေဆိုရဲ intention ရည်ရွယ်ချက်မပါဘဲနဲ့ boundary တားပြီးတော့ ပြောတာမျိုးဆိုရင်တော့ပိုကောင်းနေပေါ့နော်အဲအဲ့လိုမျိုးလေးတော့အကြံပေးခြင်းနဲ့ဒါမှလည်းကိုကလွတ်လွတ်လပ်သူ့ကိုချစ်တာကချစ်လို့ရတယ်သူကူစရာရှိရင်လည်းကိုဝင်ထုတ်ဝင်ပို့မဖြစ်ပဲနဲ့ကူလို့ရတာမျိုးပေါ့ for example သူသူ့အနေနဲ့တင်းတရားလိုတဲ့အချိန်မှာကွာ9000ပဲတတ်နိုင်လို့ဆိုရှင်9000ပဲကိုဝင်ထုတ်ဝင်ပို့မဖြစ်ပဲအဲပေးလိုက်တာမျိုးပေါ့အဲအဲ့ဒါမျိုးလေးတီးကကူလို့ရတယ်ပေါ့နော်အဲ့တော့ စစ်တော့ချက်ပါဒါပေမဲ့အဲ့လိုမျိုးကိုမကြိုက်တဲ့အမူအရာတစ်ခုခုရှိနေရဆိုရင်တော့ boundary တားလိုက်တာကတော့အကောင်ဆုံးချက်တဲ့ပုံစံမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးရရှိပါတယ်တချို့ကအာပြောမှာပေါ့နော်အဲဆိုလို့ရှိရင်စစ်တယ်မကြိုက်ဘူးဆိုတဲ့လူတွေကိုအာသူတို့အပြုတ်မှုတွေမပြင်လာသေးခင်တော့ကိုကြိုက်တော့ကြိုက်တယ် ဟမ်မချက်ဘူးဆိုတဲ့လူတွေနဲ့ဖလစ်လိုက်မှာပေါ့တွဲလိုက်မှာပေါ့အာဟိုဒီကိုတကယ်ချက်တဲ့လူက heel version ဖြစ်လာမှယူလိုက်မှာပေါ့ဆိုပြီးတော့အလွယ်ပြောကြတာမျိုးလေးရှိပါတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လင်းတို့ဖန်တို့ရဲ့ family background မှာ story လေးတစ်ပုဒ်ရှိခဲ့ပေါ့နော်ဒါလေးကိုတော့ဘသူရဲ့လို့ label တော့မတက်ချင်တဲ့အတွက်နဲ့ story ဒီတပုတ်အနေနဲ့ပဲနားထောင်ပြပါပါเนาะအာလူ man တယောက်ပေါ့เนาะလူတယောက်ကကြတော့သူကသူမိမမိမတယောက်ကိုသူမချစ်ပဲယူလိုက်တယ် ဲ့ဒီမိမကိုအဲ့ဒီမိသူ့အနေနဲ့ကအဲအဲ့ဒီမိမကပတ်စံရှာနိုင်တယ်ဒါပေမဲ့အဲ့ဒီယောက်ျားအရင်တော့ပတ်စံရှာနိုင်ပြီမဲ့နောက်ပိုင်းမှာမရှာနိုင်တော့မရှာနိုင်တဲ့ခါကျသူစိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့အာယောက်ျားလေးရေမာနရှိရပေါ့နော် man man pride ပေါ့ man pride ဖြစ်တဲ့ခါကျတော့ तू ကသူ့မိမကပိုရှာနိုင်တဲ့ခါကျ तू စိတ်ထဲမှာမသိစိတ်ထဲမှာက तू ကချစ်လဲမချစ်ဘူးလीเนาะဒီမိမကိုဥဆောင်နိုင်လို့ယူခဲ့တာဖြစ်တဲ့အတွက်ねအာ ဘယ်လိုပြောရမလဲတိမ်ငယ်စိတ်ကြီးစဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်မိမတော်တော်သူဟင်းချက်ပေးပေမဲ့သူမူးလာတဲ့အချိန်ကျရင်သူ့ရဲ့မိမကိုရိုက်နှက်တာကြီးလှုပ်တယ်သူမိမကလည်းအာသူ့ယောက်ျားကကောင်းမြတ်အချိန်ဆိုရင်ချစ်ပါတယ်အာမူးနေလို့ရိုက်နှက်တာပါလို့ပဲထင်တော့ထင်ခဲ့တယ်တကယ်တကယ်အကြာမူးနေရဆိုလို့ရှင်အမှန်တရားကြီးကပေါ်ရယ်လေမတိစိတ်ရဲ့အမှန်တရားကြီးအမြဲတမ်းပေါ်ရယ်ကွာ psychology မှာဆိုလို့ရှင်နေလို့ကိုရီးယားကနေမှာ မူးနေတဲ့အချိန်မှာတော့မဟိုမင်းသားနဲ့မင်းသမီးချစ်လို့နမ်းမိသွားရဲဆိုတာရှိသေးရမယ်အဲ့ဒါကတကယ်မသိစိတ်တွေမှာသူတို့နှစ်ယောက်တကယ်ချစ်နေလို့ကိုအချင်းချင်းရွေးချယ်နေလို့ဖြစ်သွားတာဆိုတော့မူးနေတဲ့အချိန်မှာရိုက်နှက်ပါရဲဆိုမှတော့သူဒီမိန်းမကိုလုံးဝမချစ်လို့ရိုက်နှက်တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးနဲ့အဲ့ဒီ ND ကသူ့ကိုသူတဲကြီးခံခဲ့တယ်အာအဲ့မိန်းမပေါ့နော်တဲကြီးခံပြီးတော့သူဒီအမြဲတမ်းပေါင်ခဲ့တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ ဆန်လည်းရှာပေးရတယ်ပတ်ဆန်လည်းသူ့ယောက်ျားသိနေဒါပေမဲ့အာမြေရန်ရိုင်းနှခံရမိမတယောက်ဖြစ်ခဲ့အဲ့တော့ရိုင်းနှခံကတော့စိတ်ပိုင်းဆိုင်ရာကြာဆင်းမှုတွေစဖြစ်လာတယ်အာပြီးတော့သူဒီသူ့ရဲ့သားသမီးကိုအဲ့ဒီအန်ဒီရသူ့ရဲ့သားသမီးကိုမကကွယ်နိုင်သူ့ရဲ့သားသမီးဒီအမြဲတမ်းမိဘရန်ဖြစ်အလတ်မှုမှဖြစ်နေပြောမဆိုအုံနောက်ကအမြဲတမ်းကြောက်ရွံ့နေရတဲ့ stage တွေကိုရောက်နေခဲ့ပေါ့နော်အဲ့တော့အလတ်မှုဖြစ်နေတဲ့အချိန်မှာကောင်းကောင်းမစဉ်းစားနိုင်ဘူးမတွေးတောနိုင်ဘူးအဖေကိုကြောက်တယ်အဲ့တော့ အဲသူတို့ရဲ့မိသားစုဝင်ထဲမှာအငယ်ဆုံးသမီးလေးကအဲသူချစ်တဲ့လူကိုလက်လွတ်ခဲ့ရတယ်ဖဖို့လည်းအဖေကိုကြောက်လို့အာအဖေကိုကြောက်လို့ဆိုတော့သူဒီသူမချစ်တဲ့လူတယောက်သူ့ကိုလာတောင်းရတဲ့လူတယောက်ကိုသူယူခဲ့တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီမှာသူမချစ်တဲ့ယောက်ျားတယောက်နဲ့ယူရတဲ့ခါကျတော့အဲ့ယောက်ျားလည်းသူ့ချစ်လားဆိုတော့မချစ်ဘူး အဲ့မိသားစုဝင်မှသမီးလေးယူလိုက်တဲ့ယောက်ျားပါเนาะအဲသူယောက်ျားအဲ့ယောက်ျားမှလည်းအခြားပေါ့เนาะအခြားတော့သူအဲ့လိုပညာတတ်တဲ့ woman တယောက်ရှိခဲ့ပူရယ်သူကအဲ့ပညာရန်တတ်တဲ့သူထက်အရန်တော်ရယ် woman တယောက်ကိုသူကချစ်ပေမဲ့ဟိုသူတိမ်ငယ်လို့သူလည်းအဲ့လိုပဲမယူဘာဖြစ်လို့လဲဆိုတော့သူ့အမရီသူ့ညီမရီသူစသဖြင့်ပေါ့နော်တိမ်ငယ်မှာဆိုလို့သူ့ ဲ့လိုမျိုးသူပြန်ပြီးတော့ဟိုယောက်ျားဆိုတာဥဆောင်ရမယ်ဆိုရဲစိတ်ရှိရဲ့အခါကျတော့သူကသူတင်ငယ်ပြီးတော့သူတကယ်ချစ်တဲ့မိန်းမတော့မယူသူဥဆောင်လို့ရမယ်အဲဆယ်တန်းမအောင်နဲ့အဲ့ဒီစောနာကဟိုအဖေအမြဲတမ်းအမေကိုရိုက်တဲ့မိသားစုက မျိုးသမီးကိုယူခဲ့တယ်။အဲ့မျိုးသမီးကဆယ်တန်းမအောင်တဲ့အတွက်နဲ့သူဘာဖြစ်လဲဆိုတော့အများရင်တင်ငယ်ရတယ်။အာမိခိုရရတဲ့အတွက်ပတ်စံကိုလက်ဖြန်တောင်းရမျိုးရှိခဲ့တယ်။ပြီးတော့ကိုဝင်ကြီးနဲ့ကွာကိုဝင်ရှိနေတဲ့အချိန်လေးတစ်ခုမှာတော့မှသူဒီအဲ့ယောက်ျားရဲ့ခိုင်းတဲ့အလုပ်တွေအကုန်လုံးလုပ်ခဲ့ရတယ်။ပြောမယ်ဆိုလို့ရှိရင် အဲ့ယောက်ျားကဟိုကိုပိုင်အလုပ်လုပ်တယ်ဆိုရင်တော့ small business တတိလေးဖြစ်နေတော့အဲ့လိုကိုဝင်ကြီးနဲ့အလေးတွေမှပြီးတော့အလုပ်လုပ်ခဲ့ရရှိရကွာအဲ့ယောက်ျားကလည်းသူကလည်းပတ်စံနေအများကြီးမရှာပေးနိုင်ဘူးငါရှာတလောက်ပဲသုံးဆိုတဲ့ပုံစံမျိုးလေးတွေတော့ရှိခဲ့ပေါ့နော်အဲ့တော့အဲ့ကမွေးဖွားလာတဲ့အာကလေးပေါ့အဲ့မိန်းမနေမွေးဖွားလာတဲ့ကလေးဆိုတော့ ပြောမယ်ဆိုဟိုရိုက်တဲ့လူကြီးရဲ့မြီးဖြစ်မှာပေါ့နော်အဲ့တော့အဲ့ကောင်မလေးဒီဘာဖြစ်လဲဆိုတော့လူကြီးပေါင်းများစွာရဲ့ trauma တွေကိုသူဒီသင်ယူခဲ့ရတယ်အဲနောက်ဆုံးမှပြောမယ်ဆိုလို့ရှိရင်အဲ့ကောင်မလေးဒီကဘာလို့လို့သူဒီမှားရဲဆိုရဲစိတ်ခံစားချက်တွေအများရန်ဖြစ်နေခဲ့တယ်နောက်ဆုံးမှသူဒီသူ့ရဲ့ဟို connection တော်တော်များများ relationship တော်တော်များများနဲ့သူအဆင်မပြေဘူးအဆင်မပြေရဲ့နောက်ခံအကြောင်းရင်းကဘာကြောင့်ဖြစ်နေရလဲဆိုပြီးတော့သူဒီ pattern break ဖို့စူးစမ်းရတဲ့အချိန်မှာသူ psychology ဒီသူ spiritual ဆက်ပြီးတော့လေ့လာရတဲ့ ချိန်ကြတော့မှသူရဲ့မိသားစု trauma မှာ အဖိုးကအဖွားကိုရိုက်နှက်ခဲ့လို့အဖွားကအမေကိုမကာကွယ်နိုင်ခဲ့လို့အမေကသူမချစ်တဲ့လူတစ်ယောက်ကိုယူခဲ့တဲ့ချိန်မှာသူမချစ်တဲ့ယောက်ျားတစ်ယောက်ကလည်းသူ့ကို performance based love နဲ့ချစ်တာပြောမယ်ဆိုဒီအမျိုးသမီးက nurturing ပေးနေလို့ချစ်တာသူ့အလုပ်တွေကိုကူပေးနေလို့ချစ်တာဆိုရဲဟာကြောင့်ဒီသူရဲ့မြီးဖြစ်တဲ့သူကဒီလိုမျိုး trauma တွေအများကြီးဖြစ်ခဲ့ပါလားဆိုတော့သိသားတဲ့ချိန်မှာတော့အဲ အဲ့ဒီမိန်းကလေးက hello ဖြစ်လာတယ်ပေါ့နော်အဲ့လိုဇာတ်လမ်းလေးရှိပါတယ်အဲ့တော့ဒီလိုမျိုး performance based love တွေ needina based love ကတော့နင်တို့ညာတဖြစ်အခုခင်မှာက normalize လုပ်ထားရတဲ့အခုဖြစ်တော့အဲကိုယ့်ရဲ့ partner တိကိုယ့်အတွက်အသုံးဝင်နေမှာတကယ်ချစ်တယ်လို့ထင်ကြတယ်ပေါ့နော်တကယ်တကယ်တန်းကအဲ့လိုမဟုတ်ပါဘူးတကယ်ချစ်တယ်ဆိုတာကအဲ့ဒီလိုအသုံးဝင်ဝင်မဝင်ဝင်ကိုကချစ်နေရမျိုးပါဒါမဲ့တခုတော့ရှိရဟိုဖောက်ပြန် နေတော့ boundary တားမှာမျိုးတော့ရှိရပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ် အာဒါကြောင့်ပေါ့နော်အဲ့ဒီမှာစဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်ထားပါတော့အဲ့ဒီရိုက်တဲ့လူရဲ့အာတမီယူလိုက်တဲ့လူဆိုလို့ရှိရင်လေအာ तू ကအဲ့ဒီ ရိုက်တဲ့လူရဲ့သမီးကအကယ်၍သူဒါကောင်းမွန်တဲ့ environment တစ်ခုမှာကြီးပြင်းခဲ့ဆိုလို့ရှိရင်သူ့ရဲ့အုံနာအလတ်မှုဖြစ်မျိုးဆိုလို့ရှိရင်သူဒီအရန်ထူးချွန်တဲ့မျိုးသမီးတယောက်ဖြစ်မှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူကစိတ်ပညာရေးဘာတွေမှာလည်းတော်တယ်။စိတ်ဝင်စားမှုရှိရဲ့အဲ့လိုမျိုးပေါ့နော်။သူဒါသူ့ရဲ့ power နဲ့သူရက်တည်ပြီးတော့သူစိတ်ပညာရေးနေလာပြီးတော့သူဒါအဲ့လိုစိတ်ပညာနဲ့ပတ်သက်တဲ့ major လူတယောက်ဖြစ်သွားရဲဆိုလို့ရှိရင်တော့သူဒီလိုမျိုးသူအလုပ်ကိုကူပေးလို့ချက်တဲ့လူတယောက်သူယူတော့မှာမဟုတ်ပဲနဲ့သူဟာသူ့ power နဲ့သူရက်တည်သွားလိမ့်မယ်။ ပေါ့နော်အဲ့ခါကျရင်လည်းအဲအကယ်၍အဲ့ဒီမန်းကလည်းအဲ့ချိန်ကျရင်လည်း तू ကအဲ့ဒီအမျိုးသမီးကိုလည်းယူမှာမဟုတ်တော့ဘာဖြစ်လဲဆိုတော့ तू ထက်အဲ့လိုမျိုးအများကြီးမြင်နေတဲ့လူတယောက်ကိုဆိုရင် तू ကိုယ်ရဟန်းတကိုယ်ရဲ့ insecurity ဖြစ်လို့မယူရလीနော်အဲ့တော့အဲလင်းဒီကနေပြီးတော့ပြောချင်တာကတော့ဒီ story လေးကတကယ်ဖြစ်ရမှန်လေးတစ်ခုပါအဲ့တော့ကိုပါဝါနဲ့ကို ရှင်သန်စေခြင်းနဲ့အာကိုရဲ့ပုံစံနဲ့ကိုရက်တီစေခြင်းနဲ့ကိုကို ိုသဘောထားရတဲ့လူတယောက်ကိုချစ်ရတဲ့လူတယောက်ကကိုကိုသူ့အတွက်အသုံးဝင်နေမှသူ့အလုပ်တွေကို like ကူညီပေးနေမှချစ်တာဆိုလို့ရှိရင်တော့တေချာပါရတာဒီ neediness based love နဲ့ performance based love ဖြစ်သွားပြီပေါ့နော်ဟိုပြောမှဆိုရင်ဒါဆောနာ ပုံမြင်မှာဆိုလို့ရှိရင်လည်းဟို အဲ့ဒီမန်းကသူ့မိမကသူ့အလုပ်ကိုကုပေးနေလို့ချက်တာဆိုလို့ရှိရင်သူပတ်စံမပေးရလို့ကွာအဲ့ဒီမျိုးသမီးပတ်စံမပေးရလို့ချက်တာပဲပတ်စံပေးရမယ်အမောင်းတစ်ခုပေးရမယ်တသိန်းပြရနှစ်သိန်းပေးရမယ်ဆိုလို့ရှိရင်ချက်မှာမဟုတ်တာကိုသိချရဲဆိုတော့ဒီလောက်ဆိုရင်အဲချက်ပေးမယ်မကြိုက်ဘူးကြိုက်ပေးမယ်မချက်ဘူးဆိုတော့ အကြောင်းကိုရှင်းရှင်းလင်းလင်းလေးသိသွားလောက်ပြီးလို့လည်းထင်ပါတယ်။လင်းလည်းတကယ်ဖြစ်ရမန်လီတစ်ခုနဲ့ဥပမာလီပြီးထားရဆိုတော့လေ။အဲ့တော့တခုတော့ရှိရဲ့ချစ်တယ်။ကိုကမကြိုက်ဘူးဆိုတဲ့အခြေအနေမျိုးစားမှာကို့အနေနဲ့မဖလစ်မီအာအဲဒါမှမဟုတ်ခဲ့လို့ရှိရင်ကိုကြိုက်တဲ့လူတွေနဲ့မဖလစ်မီအာဘယ်လိုလုပ်ရမလဲဆိုတဲ့နီးဆိုလို့ရှိရင်တော့ကိုကိုကိုတန်မအောင်ချိုးစားရမယ်ဆိုတာမျိုးပါပဲ။တန်မအောင်ဆိုတာအများရန်ကွာဟို fire of life strong ဖြစ်နေရမယ်ပြောတာတော့မဟုတ်ဘူးနော်။အာ for example အာဘယ်လိုလဲဆိုတော့ အဲ့ချိန်မှာကို emotional support ရမှာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့စိတ်ကိုကိုနားလည်နေပြီးတော့ကိုကိုကိုဟီးနိုင်အောင်စူးစမ်းရမှာရှိရဲ့နောက်တစ်ခုကကိုလုပ်တဲ့အလုပ်တွေပေါ့ for example ကိုကအဟိုဒါ influencer ဖြစ်နေရပဲဖြစ်ဖြစ် vlogger ဖြစ်နေရပဲဖြစ်ဖြစ်အဲ့ချိန်မျိုးမှာဆိုလို့ရှိရင်ကိုဟာကို editing လုပ်ရတာရှိမယ်ကိုဟာကို vlog ရရရှိမယ်ကိုဟာကို setting တွေချိန်ပြီးလုပ်ရတာရှိမယ်နောက်တစ်ခုကကိုယ့်ရဲ့ career အတွက်လည်းကိုစာရေးလေးလာလာလန်းနီးလုပ်ရတာရှိကောင်းရှိမယ်အထီးတော့ကြံမယ်ကွာ အဲသူများတွေကရေစာရည်နဲ့ဖလစ်ပြီးတော့အပြင်သွားနေရတဲ့အချိန်ပြိုနေရတဲ့အချိန်လေးတစ်ခုမှာတော့ကိုကအာ အဲ့လိုလိုခွင့်မရဘူးအထီးကျန်နေရပြီးတော့ကိုယ့်အတွက်ကိုစူးစမ်းနေရတာတွေပြီးတော့တယောက်ထဲပြင်သွားနေရတာတွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲဒါပေမဲ့အာတခုရှိရာကတော့ကိုတကယ်ချစ်တဲ့လူတယောက်ကအာသူကိုယ်တိုင်ကကိုယ့်ရဲ့စစ်မှန်တဲ့လူတယောက်ဖြစ်နေရဆိုလို့ရှိရင်လည်းသူလည်း healer ကိုစူးစမ်းပါလိမ့်မယ်သူလည်းရင်ကျက်လာတဲ့လူတယောက်ရင်ကျက်လာတဲ့ man တယောက်ဖြစ်လာတဲ့ အချိန်နေရင်ကျက်လာတဲ့ woman တယောက်ဖြစ်လာတဲ့အချိန်နေတစ်ခုမှာတော့သူလည်းကိုကိုတကယ်ချစ်တဲ့သူကဘယ်သူလဲဆိုတာသိလာတဲ့အချိန်နေတစ်ခုမှာတော့ဒါချစ်တယ်ချစ်လဲချစ်တယ်ကြိုက်လဲကြိုက်တယ်ဆိုပြီးတော့ဒါပေါင်းဖက်ရသွားရလဲရှိနိုင်ပါလိမ့်မယ်အဲ့တော့ဒီကတော့ genie လေးမှာ performance based love နဲ့ needina based love ကဘာလဲဆိုတာလည်းပြောသွားတယ်ကြိုက်တာနဲ့ချစ်တာနဲ့လည်းကွဲလွဲအောင်လည်းလင်းရှင်းပြပေးပြီးသွားပြီးလည်းဖြစ်ပါတယ်အဲ့တော့တော်တော်လေးလည်းနားလဲလောက်မယ်လို့လည်းလင်းယူဆပါတယ်အော့ ကောင်းကျိုးဆိုးကျိုးရှိရပါတော့ကြိုက်တယ်ဒါပေမဲ့မချစ်ဘူးဆိုရဲ့အချိန်ဒီမျိုးစမှာတော့ကောင်းကျိုးကတော့အထီးမကျအောင်ဆိုးကျိုးကတော့မဖြစ်လဲဆိုလို့ရှိရင်ကိုကတခုခုကိုအမြဲတမ်းကြီးအဲလိုက်ကြိုးစားနေရတယ်သူတို့ကြိုက်လိုက်နေရတယ်ဟိုကိုလှုပ်ချင်တဲ့အရာကိုလှုပ်ခွင့်မရအောင်ကိုပါဝါကိုမရှိဘူးဆိုရဲ့လူတယောက်တော့ ဖြစ်သွားလိမ့်မယ်ပြောမယ်ဆိုကိုကအဆိုတော်ဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲသူတို့ကအဆိုတော်ဖြစ်ရင်ကိုအိမ်မောကနေမောင်းထားမဲ့လူတွေလည်းဖြစ်ကောင်းဖြစ်သွားနိုင်တာပဲလीเนาะကိုပေါင်းဖတ်ထားတဲ့လူတယောက်ကအဲအဲ့လိုမျိုးကြီးလည်းရှိနိုင်တယ်ဆန္ဒပုံပြင်လေးကိုပြန်စစ်ဆေးခြင်းတည်မှာပါအာဒါပေမဲ့ကိုချစ်လဲချစ်တယ်အော်ကိုကြိုက်လဲကြိုက်တယ်ဆိုရဲလူတယောက်ကချစ်လဲချစ်တယ်ကြိုက်လဲကြိုက်တယ်အပြန်အလှန်တမားကမှ healthy relationship ဖြစ်တာပေါ့နော်အဲ့တော့ ကိုပါဝါနဲ့ကိုရှင်တန်းမှာကိုလှုပ်ချင်တဲ့အရာကိုဒီ live time မှာဖြစ်အောင်လုပ်ပါဒါဆိုလို့ရှင်ရင်တော့တည်ကြပါလေကိုတကယ်ချစ်တဲ့လူကိုကိုတကယ်လည်းကြိုက်တဲ့လူမျက်နှာရဲလူကတော့ကိုစီကိုရှောက်လာမှာပဲဒါမှမဟုတ်ကိုချစ်တဲ့လူကိုကြိုက်တဲ့လူကကိုလူမှန်နေရဆိုလို့ရှင်ရင်လည်းသူကိုယ်တိုင်ကကိုချစ်တာရောကြိုက်တာရောဖြစ်လာပါလိမ့်မယ်လို့နေရတော့အကြံလေးပေးလိုက်ချင်ပါတယ်။ဒါကဒီနေရာမှာမိကိုလေးတစ်ခုမိမှာပေါ့နော်။ကိုနေနဲ့လက်ရှိရှိရဲ့လူကိုချစ်တာလားကြိုက်တာလားဘယ်လိုလုပ်ပြီးတော့ casting လုပ်ရမလဲဆိုလို့ရှင်ကိုအနေနဲ့ လက်ရှိ ကိုပေါ့နော်ချစ်နေတဲ့သူတယောက်ကကိုကို emotional support မပေးဘူးဘာမှ support မပေးဘူးနှစ်ပေါင်းများစွာတိုင်းဘာမှမ support မပေးဘူးမလုပ်ပေးဘူးဆိုတဲ့အချိန်ကြီးတစ်ခုမှာကိုသူချစ်နိုင်လားဆိုရဲမိကုံကိုကိုပြန်မေးကြည့်ပါမချစ်နိုင်ဘူးဆိုရင်တော့ကိုသူကြိုက်တာပဲရှိသေးတယ်လက်ရှိအချိန်ကြီးလေးတစ်ခုမှာကိုကြိုက်တာလေးပဲရှိပါသေးတယ်လို့ပဲပြောချင်ပါတယ်ချစ်တယ်ဆိုတာအများကြီးတော့အနှက်ရှိုင်ပါတယ် ပေါ့နော်အဲ့တော့ဟိုကိုအနေနဲ့တစ်ခါတည်းချိုင်ကိုချစ်တဲ့လူတယောက်ကကိုလက်ဒရနီရဲ့လူတယောက်ကကိုလှုပ်ပေးနေလို့ဒါကိုချစ်တာမလှုပ်ပေးတော့လို့ရှင်ရင်ကိုကမချစ်ဘူးဖောက်ပြန်လိုက်မယ်နောက်တစ်ယောက်နဲ့တွဲလိုက်မယ်ဟိုကိုဒီလိုမျိုးလုပ်ပေးရတဲ့တယောက်ရှာပြီးယူလိုက်မယ်ဆိုလို့ရှိရင်တွဲလိုက်မယ်ဆိုလို့ရှိရင်ဒီချပါရဲအဲ့ဒါလဲကြိုက်တာပါပဲကြိုက်တာပဲရှိပါသေးရဲ့ချစ်တာမျိုးလည်းမဟုတ်သေးပါဘူးလို့နေရတော့ဒီကနေပဲပြောလိုက်ချင်တယ်အားဆိုရင်တော့ကိုဘသူ့ကိုချစ်တယ်ဘသူ့ကိုတော့ စိုက်တယ်ဆိုတာကိုတိချာကွက်ကွက်လေးလေးနဲ့တိပါလာပြီးလို့လည်းထင်ပါရဲ့အဲ့တော့လင်းဒီဖောက်ကလေးကိုဆုံးထိနားထောင်ပြီးရဲ့အတွက်ကျေးဇူးတင်ပါရဲ့ message တွေလည်းအများကြီးရောက်သားလာမယ်လို့လည်းယုံကြည်လိုက်ပါရဲ့အဲ့တော့အဲဒီ vlog လေးကနေပြီးတော့ မက်ဆေ့ချ်တွေများရပြီးတော့ကိုတကယ်ချစ်တဲ့လူတယောက်ကိုလည်းချစ်ရဲတယ်တတိရှိနဲ့ရွေးရဲတဲ့လူတွေဖြစ်ကြပါစေလို့လင်ရဆုမကောင်းလေးတောင်းပေးလိုက်ပါရစေချစ်တဲ့လူချင်းချင်းနဲ့အများပြီးတော့ healthy life relationship ရကြပါစေလို့လင်ရဆုမကောင်းလေးတောင်းပေးလိုက်ပါရစေအဲ့တော့လင်ရဒီ vlog လေးကိုဆုံးထိနောက်ထောင်ပြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ season တစ်တည်း video တစ်တည်း podcast တစ်လေးမှာပြန်လည်ပြီးတော့ဆုံးထိပါအောင်နော် thank you i love you all bye